ဒါမျိုးလူဘာဝရဲမိမဆုံးမဖမဆုံးမဇရိုက်ဆန်တဲ့ဟာမျိုးကျမတို့တနိုင်ငံလုံးကလက်မခံဘူးအခုဒီမြောင်းမြအာထက6ကဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမနေ့ကကျမလည်းကြည်လိုက်တယ်ပေါ့နော်ကြည်လိုက်တဲ့ကကြတော့စပိန်လေးနဲ့ကော်မလီကိုတခါနဲ့တယောက်ပြီးတယောက်ပါးတွေဖြောင်းကနေဖြောင်းကနေနဲ့ခြားကြတာ နော်ခြားကြတာခြားကြတာခြားကြတာဆိုတော့ဘယ်လိုအကြောင်းအကြောင်းနဲ့ဘယ်လိုတွေတယောက်နဲ့တယောက်နဲ့ဟိုဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတိလက်ရောက်လုပ်တယ်ဆိုတာတော့ကိုတိလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်နော်ကျမတို့မကြင်နဲ့ကြလို့ခလေးခလေးချင်းမကြင်နဲ့ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလဲဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတိလက်ရောက်ကြီးလုပ်เสียအကြောင်းမရှိဘူးအဲ့တော့ဟို လိုက်ဖက်ကြည့်လိုက်လိလာကြည့်ဟိုလူဒီလူတင်တဲ့ post တွေကိုကြည့်ကြည့်တဲ့ခါကျတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးမနစ်တုန်းကစာတင်နှစ်တုန်းကဖြစ်တဲ့ဖြစ်စဉ်လို့လည်းဒီလိုမျိုးလေးပြောတယ်အဲ့တော့မနစ်တုန်းကဖြစ်တဲ့ဘယ်ဟာအမှန်လဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကလည်း line ပေါ်မှာတွေ့ရတဲ့သတင်းကိုပဲပြောရတာဟုတ်ဆိုတော့မနစ်တုန်းကစာတင်နှစ်ကဖြစ်တဲ့ဖြစ်စဉ်တဲ့အဲ့ဒီမှာဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ចောင်းတက်ပြီးចောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်တန်ရရတဲ့ trauma ဖြစ်တဲ့ចောင်းမတက်နိုင်ခုနကအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ចောင်းနဲ့တက်တဲ့ဆောင်မွေးလည်းဖြေတယ်တဲ့ဆောင်မွေးလည်းဖြေနိုင်တယ်ပေါ့ ေါ့အဲ့တော့ကျွန်မခုနပြောသလိုပေါ့အမှန်တရားအတွက်အဲတာဝန်ရှိတဲ့လူကြီးမင်းများကတည်တည်ချာချာမင်းမြန်းစုံစမ်းစီစစ်ပြီးတော့မှအရေးယူပေးတဲ့ နော်ဆိုတော့ကာယကံရှင်မိမာတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံသင့်ဘူးဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်သင့်တယ်လို့ကျွန်မဒီလိုမျိုးလေးဟိုတိုက်တွန်းချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေဟိုအမှန်တရားခလေးအတွက်အမှန်တရားရသင့်တယ်တယောက်နဲ့တယောက်နဲ့ဟိုမတင်လို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူသွန်ကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ဒီလိုမျိုးကြီးကိုတိလန့်ရောက်နေစော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ကျွန်မကတော့ ကျမသာမိဘနေရာမှာဆိုလို့ရှိရင်တော့ဘဲတောင်ရုပ်ထိတက်ရတက်ရကျမတော့တက်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာညာဟာကျမတို့ဟိုအလားတူဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဓာညာပြေပြောင်းနိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာတသက်လုံးစိတ်ဓာညာဖြစ်နေမှာနော်။ကျမသာဆိုရင်တော့ကျမသမီးကိုဒီလိုလာလုပ်တယ်ဆိုကျမသမီးကဒီလိုပြန်လှုပ်ရမှာကျမကျေနပ်မယ်နော်။ရှင်းရှင်းပဲဟိုအစင်တန်းမရှိဘူးလေစင်တန်းရှိတယ်ဒီလာမပြောနဲ့နော်။လာမပြောနဲ့ကိုယ့်ကိုစော်ကားရင် ကိုကိုလှုပ်တဲ့ပုံစံမျိုးကိုပြန်လှုပ်ရမှပင်အဲကိုသားသမီးပြန်လှုပ်လိုက်ရမှပဲကိုသားသမီးရဲ့စိတ်ဓာတ်ရလည်းပြေပြောင်းနိုင်မယ်အဲ့တော့ကိုကိုလူရှိမှလှုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လှုပ်ချင်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကရမှာတိုးတိုးတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကရကန်ရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျမတို့ပြောချင်တယ်အမှန်တရားတိုင်းပဲဖြစ်ပါစေပေါ့နော်ဆင်တော့အခုဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဟိုဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရတဲ့အများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလဲဒီလိုပဲတော်တော်လေးကြင်ရထားတယ်အာဆရာဆရာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့ចောင်းသားတွေ အလူငယ်တွေအနေနဲ့ကလည်းဂါရဝါစာနိဝါဒေါစာလေးတွေကလည်းအားလေးနည်းနည်းနည်းလာတယ်เนาะဆိုတော့အာပြောရမယ်ဆိုလို့ရှိရင်တော့အာလက်ဦးစရာမိတိုင်းဆိုတာပုပ်ပါစရိယာမိနဲ့ဖပဲပေါ့เนาะကျွန်တော်တို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရလက်ထဲမှာနေကိုအကုန်တယ်လီဖုန်းကိုစီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့တကြောင်ကပိုင်းနဲ့ရမ်းထိတွေးကြပါတယ်เนาะဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်လေးကုန်ပြီးတော့မှတန်တဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးเนาะအဲ့တော့မိဘတွေအနေနဲ့ကလည်းလူရည်တီကျောင်းပည့်ရလိုဟာမျိုးလေးတွေမှာဒမတ်စကူးဆိုတဲ့ဒါမျိုးလေးတွေကို ို့တင်နေเนาะအာမဟုတ်လို့ရှိလို့ရှိရင်လည်းယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုတင် जा ပေးတင်နေမပို့နိုင်ဘူးဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေမနေနဲ့ဒါတွေကိုတင် जा ပေးဖို့လိုအပ်တယ်เนาะဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသေးလေးစားရတယ်ဆိုရင်ဟာရင်ဟီဒီအော်တပတွေเนาะနောက်တစ်ခါ38ဖြာမင်္ဂလာနေเนาะကျွန်တော်တို့လူကြီးသူမနဲ့ဆိုလို့ရှိရင်အခြေလန်းကိုရှက်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 မလျှောက်ရတာတို့ထမင်းကိုပလက်ပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြုံရတာတို့ဒါမျိုးတွေကျွန်တော်တို့ငငယ်ရဆိုเนาะစီးစနစ်တကြနဲ့ မတို့တွေကကြီးပြင်းခဲ့ရတယ်ဒီဘက်ခေတ်ကတော့အာမိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စာဝင်နေရေးကိုရုန်းကန်ရတာတွေကတပိုင်းပေါ့နော်ဆိုတဲ့ခါကျတော့အာတိတ်ပြီးတော့မှသားသမီးတွေနဲ့ဟိုအပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဖာသာလေးတွေဖြစ်တယ်ကျမလေးအခုဆိုလေးကြည်ရတာအများသောအားဖြင့်မိဘနဲ့သားသမီးရဲ့မေတ္တာချီးနာမှုအားလေးတွေလည်းနေတယ်နော်စိန်ပက်လေ28သိန်းလေးကဒီကွင်းလေး ဒီမှာဒါလီဒါလီဒါလီ28သိန်းလေးရဒီဥစ္စာလေး28သိန်းလေးရဒီဥစ္စာလေးဒီမှာဒါလီနော်28သိန်းလေးရဒါလီပါဒီမှာဒါလီနော်အဲကောင်းမြတ်ခင်ကျေးဇူးပါဒီမှာဒါလီနော်28သိန်းလေးရ28သိန်းလေးရဒါလီနော်28သိန်းလေးရအဲ့ဒါလေးပါ28သိန်းလေးရအဲ့ဒါလေးပါ28သိန်းလေးရဒါလီလက်တိုင်း25လက်တိုင်း25တော်မှယူနော်28သိန်းလေးရဒါ you know, ကျွန်တော်တို့လေဟိုဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပေါ့ယော့မှုအားလေးပို့များတယ်လို့ကျွန်မဒီလိုလေးဖြစ်တယ်ကျွန်တော်တို့ကျန်တဲ့အစ္စလာမ်တို့ခရစ်ယာန်တို့ဆိုလဲခရစ်ယာန်ဆိုရင်တော့ဒါ Sunday school တွေเนาะသူတို့ကလေတနင်္ဂနွေနေ့တိုင်းချက်ချောင်းတက်တာမျိုးလေးတွေကျွန်တော်တို့ဥပုံနေ့တိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလေအစ္စလာမ်ဆိုလဲဒီလိုပဲသူတို့အရွယ်လေးတွေရပြီဆိုတာနဲ့တခါလေဘာသာရေးကျောင်းတွေသူတို့ပို့ပြီးတော့မှသင်ကြားစီတယ်ကျွန်တော်တို့စီကကျတော့ဗုဒ္ဓဘာသာတွေကကျတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဘုန်းကြီးကျောင်းခေါ်သွားရင်ကလေးတွေပြင်းမယ် ယ်။ဘုံကြီးချောင်းခေါ်သွားရင်မျက်စိနှောက်မယ်လူကြီးတွေအတန်နေစုတယ်အနှောက်ရှက်ဖြစ်မယ်ဆိုပြီးတော့မှထားခဲ့တဲ့ကလေးတွေကိုခေါ်မသွားကြဘူးเนาะ။အဲဒီတော့ဘာဖြစ်လဲဆိုတော့ကလေးတွေကလေဒီဘာသာရေးနယ်ပယ်တွေနဲ့ဝေးလာတယ်။အဲတော့အိမ်မှာအားရင်ဘာလုပ်လဲဆိုတော့ဂိမ်းချတယ်၊တယ်လီဖုန်းလေးတွေတကိုင်းကိုင်းနဲ့လုတ်တယ်ဆိုတော့အဲတော့လေမိဘကတကယ်တကယ်အရေးရဲ့အကြောင်းရဲ့လို့စုဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะ။ဆိုတော့သူတို့တွေဘာလုပ်လဲဆိုတော့ချတယ်ဟာတနက်ပြစ်တဲ့ဂိမ်းတွေတက်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 တချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့เนาะ။ဟာတခါတည်းကိုလေဟာရန် န်လိုတဲ့စိတ်တွေဖြစ်တာပေါ့เนาะယန်လိုတဲ့စိတ်တွေပေါ့ပြီးဆိုတော့ဂိမ်းနေတယ်မှာတတ်အမဟိုဒီလိုဖြစ်တဲ့ခါကျတော့ယန်လိုတဲ့စိတ်တွေအဲ့တော့အာနောက်တစ်ခါလေးဟိုစူဆုံးမှမလွယ်တော့ဘူးပေါ့เนาะတို့လေတို့ကနေတို့ဖာတိပါတာနေတော့တန်ရုံးစင်လည်းမချီနောင်တော့ဘူးကျွန်တော်တို့တွေငငယ်တော့ဆိုဒီလိုမဟုတ်ဘူးလေเนาะခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမီတာလဲမီတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုလေးတွေတော့မိဘတွေကတေးတေးချာချာလေးပြန်ယူဖို့လိုအပ်တယ်เนาะဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲဒီမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့စူဆုံးများရတယ်ခက်ခဲ င်းလာတယ်နောက်တခါစိတ်တီးကလည်းယုတ်ရင်းကြမ်းတမ်းလာတယ်เนาะအဲ့တော့ ခုနလိုပေါ့နောက်တစ်ခါကျွန်တော်တို့ကဘာကြီးနဲ့အရန်ထိတွေ့တဲ့ခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေပေါ့အာရုပ်ရှင်တွေရဲ့မှာဆိုဒါ hotel on sofa ကားဆိုရင်ကျောင်းမှာလုံးဝအနိုင်ကျင့်တာနော်လုံးဝအနိုင်ကျင့်တာအာအနိုင်ကျင့်တာမှာရက်ရက်ဆက်ဆက်ကိုအနိုင်ကျင့်တာအာတစ်ခါတည်းကိုအင်ဂျီတွေကိုချုပ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေနော်ဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါကလေးတွေဆိုတာကဆေကျော်သက်ဆိုတာကအရန်အတုမြင်အသက်တင်တယ်အတုခိုးလွယ်တယ်ပေါ့နော်ဟာတစ်ခါတည်းအချစ်ကားတွေကြည့်ပြီးတော့ရင်လည်းအချစ်ကားတွေဟာမင်းသားမင်းသမီးဖနှက်ကြိုးစည်းဆို ာဟာတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်အောင်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလဲဟာအိမ်အောင်ကြီးဖောက်ပြန်နေဆိုတာဘာမှမဟုတ်တော့ဘူးဆိုတော့ပုံစံမျိုးထိကိုအိမ်အောင်ကြီးဖောက်ပြန်ရင်ပဲခင်မိသလိုလိုเนาะအိမ်အောင်ကြီးဖောက်ပြန်တာကိုပဲအာဘာမှမဟုတ်သလိုလိုเนาะအမလီအိမ်အောင်ရှိနေတခါတည်းယောက်ျားမိန်းမရီးစားထားတယ်ဆိုတာကစကလုံးကိုတော့မှသုံးထုံးလိုက်ကြသေးတယ်เนาะဆိုတဲ့ကကြတော့အတူယူမယူသင့်တဲ့ဟာတွေကိုအတူယူလွဲမှားကြတာပေါ့เนาะဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဆဲကြောတက်လေးတွေရဲ့အဓိကကတော့မိဘပေါ့เนาะမိဘမိ ဘမိဘမှာမှာအမေတွေပေါ့အမေတွေပါနှက်ဖို့လိုတယ်အမေတွေအပြောဆို မနှဲဖို့လိုတယ်နော်အမေတွေပြောဆိုဆုံးမနိုင်တော့မှ ဒါတန်ကြာကြမယ်ကိုကခင်မီတာလဲခင်မီတာဘိုးဆန္ဒလဲဘိုးဆန္ဒခုနလိုပေါ့ခလေးတွေဗမာစကားမတက်ဘူးနော်ဗမာစာမကြီးတက်ဘူးဆိုအယံဂုံယူကြတယ်နော်ဆိုတော့မြန်မာလူမျိုးဟာမြန်မာစကားမတက်တာဂုံယူစရာကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတဲ့ခါကျတော့အဲဖျားစာတွေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာနော်ဆိုတော့ဘာဆိုဘာမှမဆိုင်ကျမတို့သားသမီးတွေဆိုရင်ဗိုလ်ချောင်းတက်ခဲ့တာပဲနော်ဗိုလ်ချောင်းတက်ခဲ့ပြီးတော့မှနိုင်ငံခြားကြီးတာပဲအမလီမြန်မာ ာစကားကိုမှုတ်ထွက်နေအောင်ပြောနိုင်တယ်။မလေးမြေတာတော့အလွတ်ရတယ်၊တန်ပုတ်တီအလွတ်ရတယ်၊၅ပါးတီလိုက်ရတယ်၊ဖခင်ရဲ့ဆွေတော်ရှစ်တောင်းမျိုးတော်ပါအကုန်တိတယ်။လူနေပဲဆိုင်တယ်နော်။ကျင်လင်ရအတိုင်းအဝိုင်းနေပဲဆိုင်တယ်နော်။မိဘရဲ့တင် जा ပြသမှုနဲ့ ကိုင်ကန်ရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲသက်ဆိုင်တယ်။ဘာမှဘူချောင်းထားလို့မြန်မာစကားမတတ်တာတို့ဘူချောင်းထားလို့မြန်မာလိုမပြောတတ်တာတို့မြန်မာစာမရေးတတ်တာတို့ဖျားစာတွေမစိုးတတ်ဘူးလို့မြန်မာစာရင်းရရင်တိတ်ဆိတ်ညစ်တာလို့ဆိုတော့အဲ့ဒါအပေါ်တွေစောက်ပေါ်တွေလောက်တာနော်အဲ့တော့ကျမတို့သားသမီးတွေလည်းဘူချောင်းထားခဲ့ပြီးတော့မှနိုင်ငံခြားမှာကိုကြီးတာ နော်ဆိုတဲ့ခါကျတော့အဲ့တော့လေဟိုတိတ်ပြီးတော့လေအပိုတွေမလုပ်ကြပါနဲ့နော်အပိုတွေမလို့ဘိုးကျောင်းထားတာလေဘိုးကျောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာကြောင်းမှာပဲပိုလို့များသောအဖြစ်ပြောကြတာပါနော်ဆိုတော့အိမ်မှာမိဘနဲ့လေကျမတို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေးတေးချာချာသင်မတေးတေးချာချာအာကျမတို့အသိပညာဘ ഹു တ္တအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့တယ်အဆင့်မြင့်ပညာတွေကိုသင်စေတယ်အသိပညာအားဖြင့်လေဘာသာရေးအသိရိုးရာရင်ကျင်းမှုမိမိရဲ့ ဲ့ဓလိထုံနှန်းစင်လာတွေကိုတင်ပေးပါเนาะဒါမြန်မာဟာမြန်မာပဲเนาะမြန်မာဟာမြန်မာပဲအေးအချင်းနေအကြောင်းအကြောင်းကြောင်းမလို့ American citizen ဖြစ်သွားရင်လေကျမတို့လေသိလားအဲ့ဒီ passport ထဲမှာလေ bombies ပဲเนาะမြန်မာပဲเนาะသိလားမြန်မာပဲ American မဖြစ်သွားဘူး American နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာเนาะ ိလားအယိုးပေါ်အယွမ်းမဖုံးနဲ့ဟာသွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားဒီနိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာဘွန်မစ်မြန်မာပဲနော် သိလားအဲ့ဒါလေးကိုသိသိပြီးတော့မှလေအယန်းနေလဲဘိုမဆန်ညာနဲ့အယန်းနေလဲအောက်ချေမလို့ကြနဲ့မြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျွန်တော်တို့လေဒီဖျားရဲ့တရားတော်လေးငါးပါးတိလာတွေ38ဖျားမင်္ဂလာတွေလူကြီးသူမကိုရိုသေဖို့တွေကျွန်တော်မြမရိုးရရင်ချင်းမှုတခါတည်းကိုအစင်လာတွေနော်ဟာတခါတည်းဟောတိတင်တိတိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင်ကြားပေးဖို့လိုအပ်တယ်ဘိုးကြောင့်မကလို့ဘိုးကြောင့်ရဲ့အဖေမှကြောက်မှာပဲထားထားနော်ဆိုတော့ဒါလေးတွေတော့မိဘတွေမှာတာဝန်ရှိတယ်နော်မိဘတွေလို့ အဲ့လိုသားသမီးတွေရိုင်းနေလို့ပဲပြောပြရစီเนาะဆိုတော့တော်တော်လေးကိုမြင်ရတွေ့ရတာတွေအဆင်မပြေဘူးเนาะအဲ့တော့နစ်နာတဲ့ကလေးဘက်ကပဲကျွန်မကတော့ရက်တီမယ်เนาะဆိုတော့ကျွန်မသမီးလေးသာဆိုရင်တော့ကျွန်မကအဲ့လိုမျိုးလုပ်မှာပဲเนาะအခုဒါဒီဖြစ်စင်ရလဲအခုမှဖြစ်တာမဟုတ်ဘူးမနစ်ကစတဲ့နစ်ကဖြစ်တယ်လို့ဒီလိုလေးနဲ့တွေ့တယ်ဘယ်ဟာအမှန်လဲတော့မသိဘူးဘယ်ဟာအမှန်လဲတော့မသိဘူးเนาะ ကဲ comment လေးတွေရေးပါအောင် comment လေးတွေရေးပါအောင် comment လေးတွေရေးပါအောင်ဟုတ်လားပေးတဲ့ကြော်ဘယ်လိုမြင်လဲရေးအောင် comment နေတန်တန်လေးကောင်းကောင်းလေးတွေကြီးပဲမလုံးနိုင်အောင်အပြင်းပြင်းအောင်လို့ပြောတာလေအပြင်းပြင်းအောင်လို့မလို့ဟာဖြစ်အောင်လို့မလို့စကားပြောတာစကားပြန်ပြောလေဟုတ်လားနော်ကျွန်မကတော့ဒီလိုပဲဟိုဟာဖြစ်တယ်နော်တချို့တွေကလေတိတ်အောက်ချေလို့ကျွန်တော်တွေ့နေရမြင်နေရသိလားအာမြန်မာပြည်မှာထားဖို့ချောင်းထားလို့သိလားအာ အပူဇောင်းပါအထိုင်မှာကတော့ခိုင်းသေးရနော်ပူဇောင်းထားလို့မြန်မာစကားပြောတတ်ဖို့စောက်ပူလေးနော်စောက်ပူလေးစောက်ပူလေးကျွန်တော်အိမ်မှာကျွန်တော်အခုကျွန်မတူလဲပူဇောင်းမဲလေထားတာပဲအင်္ဂလိပ်စာအောင်တခါတည်းကိုနေတစ်လို့ပြောနိုင်တယ်ဒုတ်တက်ရွှေ့ချက်နဲ့ပြောနိုင်တယ်လေအိမ်မှာအဖိုးအဖွားဒီမှာအတော်တွေအကိုတွေမောင်နှမတွေဒီမှာအမတွေနဲ့ပြောမြန်မာလိုပဲပြောတာပဲလေအမြန်မာစကားဘယ်လိုလုံးမတက်စရာအကြောင်းရှိလားမြန်မာလိုပဲပြောရပါပဲလေဟုတ်လား မြန်မာလိုမတက်ဘူးဆိုတာဘာတွေကိုဘာတွေကိုကြီးကျယ်ခံနာပြီးမြန်မာလိုမတက်တာတွေကိုဂုံနေစာအနေနဲ့မပြောတတ်ဘူးနော်ကျမသားဆိုမြန်မာစာကောင်းကောင်းကြီးဖတ်တတ်တယ်ကောင်းကောင်းကြီးဟိုရေးတတ်တယ်လက်ရေးတော့မလှဘူးပေါ့နော်မြန်မာလိုလက်ရေးတော့မလှဘူးဒါပေမဲ့ရေးတတ်တယ်ဖတ်တတ်တယ်မြန်မာစာတွေကိုကောင်းကောင်းကြီးမြန်မာစာတွေဖတ်တတ်တယ်သိလားမြန်မာစာတွေဖတ်တတ်တယ်တစ်ခါလေကြာရင် तू ဒီမှာ typing နေပါရင်တော့မြန်မာလိုတွေပါရင်တစ်ခါလေ तू live ထဲဝင်ဝင်လာပြီးလို့ကြုံနေဆိုသူမြန်မာလိုတွေပါရင်တော့ရိုက်ရိုက် ပြုတ်သွားသေးတယ်เนาะဒီနေ့တော့ကြာတာပေါ့လေเนาะဆိုတော့ရိုက်ပြုတ်သွားသေးတယ်ပြောတတ်တယ်လीမြန်မာလိုအမေနဲ့ပြောလဲမြန်မာလိုပဲပြောတာပဲလीသူနဲ့ကျမနဲ့စာပြောလို့ရှိလို့ရှိရင် तू စာရရင်တော့ तू အင်္ဂလိပ်လိုရိုက်တာပေါ့เนาะ तू မြန်မာလိုဆိုကြာလို့မလို့ဟိုအင်္ဂလိပ်လိုရိုက်တယ်ကျမမြန်မာလိုပြန်ပြောရင် तू မြန်မာလိုအကုန်လုံးဖတ်လို့တတ်တယ်လीကျမတို့မြန်မာလိုပဲပြန်ရေးတာပဲသူတို့ကတော့အင်္ဂလိပ်လိုရေးတယ်ကျမတို့ကမြန်မာလိုပြန်ရေးတယ်လीเนาะ ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မလို့အဲ့တော့နင့်နာတဲ့မိဘအနေနဲ့လေကိုကလေးရဲ့စိတ်ဓာတ်ရာကိုလေကိုကလေးကိုသူတို့လောက်တလို့ပြန်သာလောက်ခိုင်းအဲ့တော့မှဂျင်းနဲ့နိုင်မယ်လို့သာပြောမဟုတ်လို့ကတော့အဲ့ကလေးတွေမှတ်လောက်သားလောက်ရှိရအောင်ကိုလေတရားဥပဒေရအေးယူကိုထိလက်ရောက်စော်ကားလို့မရဘူးဥပဒေရှိပြီးသားကိုထိလက်ရောက်လုံးလို့မရဘူးနော်ဒီလိုမျိုးကိုထိလက်ရောက်စော်ကားလို့မရဘူးဆုံးမပိုင်ခွင့်လုတ်ပိုင်ခွင့်အနိုင်ကျင့်ပိုင်ခွင့်မရှိဘူးကိုထိလက်ရောက်ဥပဒေရှိတယ်အဲ့တော့လေနင့်နာသူကလေးမိပါလေလေမကြောက်နဲ့နော်မကြောက်နဲ့ တကယ်လို့သာမှန်နေဒါမြင်မြင်နဲ့အမြင်ရကိုဘယ်လိုပဲရန်ညိုးရန်စားရှိကိုတိလက်ရောက်စော်ကားပိုင်ကိုမရှိဘူးအဲ့တော့ကိုတိလက်ရောက်စော်ကားတာမကြောက်နဲ့တနိုင်ငံလုံးရှိတယ်နော်ဟုတ်တယ်လားအေးယူပြည့်အေးယူပြေးအေးယူပြေးဘာမှစာနာနေစရာမလိုဘူးဘာမှညာတာနေစရာမလိုဘူးဒီလိုမျိုးစိုးသွမ်းတဲ့ကလေးကခွင့်လွှတ်လိုက်ရင်နောက်ထပ်စိုးသွမ်းလို့ရတယ်ထင်ပြီးထပ်စိုးသွမ်းမှာအဲ့လိုမျိုးကလေးမျိုးကိုဆုံးမပြေးရမှာ သိလားသားသမီးချင်းကိုချင်းမစားလို့ပြောတာမဟုတ်ဘူးစိုးသွားတဲ့ကလေးတွေကဒီတယောက်ကိုစိုးသွားအနိုင်ကျင့်နေရသွားတယ်ဆိုသူတို့ရဲ့ဗီဇာအရာနောက်တယောက်ကိုလည်းသူတို့ဒီလိုလုပ်မှာနော်ဒီလိုလုပ်မှာဒီလိုလုပ်မှာအဲ့တော့ကျမတို့ကလေကျမတို့ကလုံးဝလက်မခံဘူးရှင်းရှင်းပဲအဲ့တော့ဒီစိုးသွဲတဲ့ကလေးတွေရဲ့မိဘနဲ့အတိုင်းဝိုင်းနေရမုံလဲကျမကဂယုမဆိုင်ဘူးနစ်နာတဲ့ဗီတန်ကလေးဘက်ကကျမပါမယ်နော်နစ်နာတဲ့ဗီတန်ကလေးဘက်ကပါမယ်အဲ့ဒီမိဘလည်းမကြောက်နဲ့ကိုသမီးရဲ့စိတ်ဒဏ်ရာကိုသမီးတသက်လုံးအတွက် trauma မရစေနဲ့သိလား ကိုရီးလိုက်ရောက်ပြန်မလုံရဘူးတွတ်တွတ်တိတ်တိတ်ကြိတ်ပြောင်းမှန်တာကိုလက်မခံနဲ့ကိုကအစော်ကားခံရလူသိရှင်ကြောင့်သူတို့ Facebook ပေါ်တောင်ရိုက်တင်သေးတာလေဟုတ်တယ်လားအဲ့တော့လူသိရှင်ကြားစော်ကားခံရတဲ့လူသိရှင်ကြားကိုပြန်လုံရမှဂျေနက်အဲ့လိုမှမလုံရလို့ရှင်တရားဥပဒေအရာမှတ်လောက်သားလောက်အောင်အရေးယူပေးခိုင်းသိလားတရားဥပဒေအရာအရေးယူပေးခိုင်းမဟုတ်ဘူးဆိုရင်လုံးဝမဂျေနက်နဲ့လုံးဝမဂျေနက်နဲ့ကျမဆိုမဂျေနက်ဘူးကျမသမီးသားဆိုကျမမဂျေနက်ဘူး ဘယ်လိုပဲတယောက်နဲ့တယောက်နဲ့အပြန်ပြန်အလှန်လှန်ဘာအကြောင်းညာပဲရှိရှိအုပ်စုဖွဲ့ပြီးလူတော်ထဲမှာအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးဟုတ်တလားနော်အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးနော်ဟုတ်တလားအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးအဲ့တော့တို့ကဗီဒီယိုရိုက်ပြီးတော့တောင်မှသိစေချင်လို့ဒီတိုင်းပြည်လုံးကြည့်ရအောင်လို့တင်ပေးသေးတယ်တို့ကအဲ့လိုပြန်လုပ်ပြီးတော့မှကိုဒီတိုင်းပြည်လုံးပြန်တင်မဟုတ်ဘူးလားမဟုတ်ရင်အထက်ကြီးလေးရဲ့တရားဥပဒေရဲ့အဆုံးအမကိုခံယူခိုင်းကျမသာဆိုအတိုင်းလုံးမှာကျမသမီးသာဆိုရင်နော် အခုကကျွန်တော်တို့တိုင်းပြည်မှာဘာဖြစ်နေလဲဆိုတော့နစ်နာသူတွေကအမားကြီးဖြစ်ပြီးတော့မှကျူးလွန်သူတွေကစင်မောကဖြစ်နေတယ်နော်ကျူးလွန်သူတွေကစင်မောကဖြစ်နေကျွန်မကျွန်မတမီးသာဆိုရင်ကျွန်မအဲ့လိုလုံးဝမကျေနပ်မှာကျွန်မလက်သက်မခံဘူးဘေတောင်ရုတ်တက်ရတက်ရဟုတ်တယ်လားဘေတောင်ရုတ်တက်ရတက်ရ နော်အဲ့တော့သူတို့တော်မှာသူများကိုရိုက်တဲ့ဟာတမင်က Facebook ပေါ်သူတို့တင်တာလीသူတို့ကိုယ်တိုင်တင်သေးတာပဲအဲ့တော့သူတို့ကိုအဲ့လိုပြန်လုံရမကိုကျင်းနေမယ်မင်းမေးပြီးချမှာကျွန်မချခိုင်းမှာသိလားနော်အဲ့တော့ကြော့ခိုင်းတယ်မလားကြော့ ဘလို့ပဲဖြစ်ဖြစ်ဘလို့ပဲရန်ညိုးရန်စားရှိရှိဘလို့ပဲဖြစ်ဖြစ်ဘလို့အကြောင်းတရားပဲဖြစ်ဖြစ်ဒီလိုမျိုးလာပြီးတော့မှကတော့ခိုင်းရအောင်နေအဲဒီလိုမျိုးပါရီနာတွေရိုက်ရအောင်နေမှလိုအပ်တာမှမဟုတ်တာသူတမင်းစားနေတာမှမဟုတ်တာသူတို့မွေးထားကျမတို့ကိုမွေးထားတဲ့သားသမီးတို့တောင်ကျမတို့တစ်ခါဘူးမှပါရိုက်ပြီးတော့မှကျမတို့ထိုင်မကတော့ခိုင်းဘူးကျမတို့သားသမီးဘလောက်အဖြစ်ကျူးလွန်ကျူးလွန်တော့မှကျမတို့မိမာတော်မှာပဲကိုသမီးကိုပါရိုက်ပြီးတော့မှကျမတို့ထိုင်မတော့ကတော့ခိုင်းဘူးကိုသားပါရိုက်ပြီးတော့မှထိုင်မကတော့ခိုင်းဘူးကျမတို့မိမာတော်မှာဒီလိုမျိုးလာပြီးတော့မှရွယ်တူချင်းကဒီလိုလောက်တာကို ူရှိသူရှိမှလုပ်ပြီးတော့တနိုင်ငံလုံးသိအောင်လို့ဗီဒီယိုကလစ်တင်တဲ့ဟာကိုဘာလို့ဖို့ဒီမိမခွင့်လွှတ်ရမှာလဲလုံးဝခွင့်မလွတ်နဲ့နော်လုံးဝခွင့်မလွတ်နဲ့ဗီတန်ရဲ့ခလေးအမေလုံးဝခွင့်မလွတ်နဲ့နော်အဲ့ဒါကြိုးပြောထားတယ်နော်ကျော်လေသားသမီးမွေးထားတာကိုချင်းစာနိုင်တယ်ခလေးရသွားမယ်စိတ်ဒဏ်ရလေနော်ဘလုံးမကိုဘလုံးမကိုတွေးလို့ကိုမရဘူးဟုတ်တယ်လားစိတ်ဒဏ်ရနော် ။ဟုတ်တယ်လားစိတ်တန်ရလေဘလို့မှတွေးလို့မရအဲ့တော့လေလာမလုံးနဲ့မရဘူး။လုံးဝလုံးဝခွင့်မလွတ်နဲ့လုံးဝမကြောက်လည်းမကြောက်နဲ့နော်ခွင့်မလွတ်နဲ့ခွင့်မလွတ်နဲ့ဘာဖြစ်လို့လဲဆိုတော့အေးမပါတာဘယ်နဲ့ကျူးလွန်တဲ့သူတွေကအင်းအင်းဆဲဆဲကြောင်းတက်ပြီးတော့မှစာမွေးဖြေရတဲ့ဟိုခံရတဲ့ကလေးကလူတော်မတိုးရဲတော့လို့ကြောင်းလည်းမတက်ရဲဘူးတဲ့ကဲနော် ကြောင်းလည်းမတက်ရဲဘူးတဲ့ကြောင်းလည်းမသွားရဲဘူးတဲ့ဂျမ်ဂျမ်ဖြစ်ပုံဖြစ်ပုံကျူးလွန်တဲ့သူတွေကအေးအေးဆေးဆေးတာတာရဲရဖြစ်ပြီးတော့မှတခါတည်းကိုနစ်နာတဲ့သူကလူတော့မတိုးဝင်ဘူးဆိုတာဖြစ်တဲ့လားအမလေးเนาะလုံးဝလုံးဝဒါလီအမေမိဘမှာတာဝန်ရှိရဲ့เนาะဒီဟာမိဘမှာတာဝန်ရှိရဲ့လွယ်လွယ်ကူကူနဲ့အာချီအေးလိုက်မယ်ပြေးလိုက်မယ်ဆိုတော့အဲ့လောက်အတုံးမကြတဲ့မိဘလို့ပဲကျွန်မပြောရမှာပဲเนาะလုံးဝလက်တချောင်းဆိုလက်တချောင်းပဲမျက်စိတစ်လုံးဆိုမျက်စိတစ်လုံးပဲဒါပဲเนาะ ခွင့်မလွန်နဲ့မြှောက်ပေးတာမဟုတ်ဘူးနော်မြှောက်ပေးတာမဟုတ်ဘူးလှုပ်လို့ရမှန်းသိရင်လှုပ်လိုက်မယ်မယိုင်းလို့ရမှန်းသိရင်မယိုင်းမှာလူပန်းဝတာအဲ့ဒါမယိုင်းတာလို့ခေါ်တယ်မိမဆုံးမဖမဆုံးမလှုပ်တာအဲ့ဒါရုပ်ရှင်တွေကလို့စတိုင်နေပေါ့ရုပ်ရှင်တွေကလို့စတိုင်နေ နော်ဇရိုက်ကလေးတွေသိလားနော်ဇရိုက်တွေမကျင်းနဲ့လည်းမတိုက်နိုင်ဘူးဒီကျူးလွန်တဲ့ကလေးတွေရဲ့မိဘအတိုင်းဝိုင်းကကျမတို့မကျင်းနဲ့လည်းမတတ်နိုင်ဘူးမိမဆုံးမဖမဆုံးမအကျင့်စရိုက်လောက်တာတာမရဘူးကျမသမီးကျမသားသမီးကျမတူမလာလို့ကြည့်ပါလားဖေတော်မောင်းမယ်ဒီမှာလေးတစ်ခါကျမတူမဖနက်မှာတော့ဖနက်ကိုလေအစွန်းရိုင်းနဲ့လာတာဘလို့တွေတောင်းညံ့လို့ပြည်လဲဒီမှာ စွန်းရိုင်းရဲ့လားအဲ့ဒါသူကကြောက်ပြီးယူတယ်သိလားအစွန်းရိုင်းနဲ့ပတ်စံသေးတယ်အဲတုန်းက3000ခွဲလားဘယ်လောက်လားမသိဘူးဖုံးဆက်တာကိုအမရန်နေကိုတွေ့ပြီးတော့မှဘလို့ပဲချမ်းတာအဲ့မှာ delivery ကောင်လေးကလည်းအမခြံဝနားလေးမှာထိုင်ပြီးတော့လေဟဲ့ဒီမှာနင်တို့ဟာကြီးကဒီလိုဒီလိုပါရလေးဆိုအမလေးဘာလဲအဲ့ရကောင်မဘာပြလဲအမလေးတဲ့ဒီဒီလိုဖက်နှက်မျိုးတဲ့3000ခွဲမျိုးတဲ့မစည်းဘူးလားတဲ့နော်အဲ့လိုပြောတာနော်ပေးစမ်းဆိုဖုံးယူပြီးတော့လေကျမတို့မပြသူကလေကြောက်တယ်တိလား။သူကသူကလေသူ့စီကိုတံတောင်းစားလာပြီးတော့လေပတ်စံတောင်းလို့ရှင်တော့သူကဒီလိုမျိုး กระโดดบาดีเหรอดิโลပြောတာจม่าပြောไอ้สะดองซาเนี่ยบากระโดดเสียอาจารย์ชื่อเลยเนาะละอุจีบาลูกပြောมาละอุจีไม่ပြောอย่างอูโลจม่าပြောท่าราติล่ะไอ้โลกระโดดบาดีเหรอตัวดิโลမျိုးดิไดไม่ပြောနိုင်อูตัวดิโลမျိုးละอุจีပြီးတော့เฮ้บากระโดดเสียอาจารย์ไอ้น่ะตู้โอပြောราติล่ะตู้ပြောบาผิดเดตองงางกวยผนัดเดไม่ซี้ปูโลล่ะฮะล่ะเข้ามานาซันเป้ซันก็มานินโนผนัดตองงางกวยหมดปูติล่ะนินโนตะส่ายลงน่ะมีชุบไล่โลยาเดโล လူဘာမှစကားမပြောနဲ့ဘာလို့လာပြီးတော့နေတော့သုံးသောင်းခွဲဖက်နဲ့မစည်းဘူးလားတွေပါရင်လာကျွန်မလေကျွန်မတူမအဲ့လိုပြောရတဲ့အောင်ကျွန်မလုံးဝလက်သက်မခံကျွန်မတောင်းချမ်းဖြစ်တာအဲ့လိုမျိုးများလာလို့လောတော့အမလေးသိချင်းစိုးနဲ့တောင်သေသွားအောင်မယ်သိလားလုံးဝလက်သက်မခံဘူးမကြောက်နဲ့ကလေးအမေမကြောက်နဲ့တနိုင်ငံလုံးရှိတယ်တနိုင်ငံလုံးရှိတယ်ဒါမျိုးလူဘောင်းရတယ်မိမဆုံးမဖမဆုံးမဇရိုက်ဆန်တဲ့ဟာမျိုးကျမတို့တနိုင်ငံလုံးကလက်မခံဘူး သူတို့ကသူတို့နောက်ွယ်ရမှာဘာအကြောင်းတရားပဲရှိရှိဒီလိုမျိုး ဆုံးမရအောင်သူတို့ကျွေးထားတဲ့ထမင်းစားတာမဟုတ်ဘူးဟုတ်တယ်လားမိလို့ဖလို့ဇယိုက်လို့ဒီလိုမျိုးလာပြီးလောက်ပိုင်ခွင့်မရှိဘူးအောက်တန်းစားဆန်ဆန်နဲ့ဇယိုက်ဆန်ဆန်နဲ့ကြည်စံအမလီကျန်းထိုင်နေကတော့ခိုင်းနေတဲ့ကြည့်ရတာရင်နာလိုက်တာဆိုတာကျမတို့တွေတစိမ့်တရံစားတာတွေကျမတို့ငွေထားတဲ့မိဘမဟုတ်တာတော့မှဒီလိုမျိုးဖြစ်တာခံရတဲ့ကလေးနဲ့မိဘဆိုရင်အမေလုပ်တဲ့သူလည်းမကြောက်နဲ့နော်လုံးဝကြိုက်တဲ့တောင်ရိုးကိုတက် နော်ဒီအဆင့်ကအရင်မယူပြီးလားနောက်တစ်ဆင့်ကိုတက်တနိုင်ငံလုံးရှိတယ်အနောက်မှာဖေးဒါမျိုးခွေးပြုတ်လိုက်လို့ရှိရင်လေစတိုင်နေလုတ်ပြီးတော့မှအုံကြွလာမှာတိလားဒီလိုလုံလို့မရဘူးဆိုပြီးတော့မှလေအဲ့ဒါခုနအိုမဟိုဆရာမမေမေနွေးပြောတယ်လို့မျိုးထောင်ချပြရမှာနော်ထောင်ချပြရမှာအဲ့ဒါမှကြံတဲ့ကလေးတွေမလုံရင်အောင်လို့မလို့နော်ကိုတိလည်းရောက်စော်ကားလို့မရဘူးကျမတို့ကိုတိလည်းရောက်စော်ကားလို့မရဘူးလူဘာဝတာလေဒါ နော်ကိုတီးလေးရောက်စော်ကားလို့မရဘူးအဲ့တော့အခုလက်ရှိဖြစ်တာမဟုတ်ဘူးဗီဒီယိုဖိုင်အဟောင်းလို့လည်းပြောတယ်ကျမတို့ငငယ်တော့ဆိုယောက်ျားတွေပဲတယောက်နဲ့တယောက်နဲ့ချတာမြင်ဘူးတဲ့အဲ့လိုမျိုးလဲအဲ့လိုလဲမချပါဘူးသိလားကျမတို့ယောက်ျားကြီးဆိုရန်ဖြစ်ကြတယ်လေသူတင်ကိုတင်ချိန်ပြီးတော့မှသူတူတူတပြန်ကိုတပြန်ချကြတာသူလဲတန်ရရကိုလဲတန်ရရပြီးနှစ်ယောက်လုံးရဲစခန်းနေယောက်ျားဒီလိုတွေဖြစ်ကြတာလေကျမတို့ငငယ်တော့ကဟုတ်တယ်လားချိန်ချတာအခုတော့ဘက်နဲ့အုံစုလိုက်ကြီးလာပြီးတော့မှအနိုင်ကျင့်ပြီးတော့မှဒီလိုမျိုးကြီးလောက်တာဆိုတာမလေလူဘာဝတာ လူပေါင်းကတော့ဟဲ့တိုင်းပြည်မှာတရားဥပဒေရှိနေသေးတယ်နော်မကြောက်နဲ့မကြောက်နဲ့လုံလုံအားကြည့်တယ်နော်ဂျိုကြွတာနော်ဇောင်းထတာတိလားမယိုင်းတာနော်အမလေးစိုးတာစိုးသွန်းလိုက်တာနော်အမွန်ကြည်စမ်းလူမိုက်လို့လို့လူရန်ကားလို့လို့နဲ့တို့ကအမတယောက်ကပြောလိုက်ဖြောင်းငနဲ့ချလိုက်တယောက်ကပြောလိုက်ဖြောင်းငနဲ့ချလိုက်နဲ့ကြည်စမ်းမလီအန်အောပါအရင်ဆိုင်မလေးတွေ မိမဆုံးမဖမဆုံးမလေးလေးလို့ပဲပြောမှာပဲတာသမီးချင်းကိုကျင်းစာအုပ်တွေပါလာမပြောနဲ့နော်ကိုကျင်းစာအုပ်အဲ့လိုမရိုင်းတဲ့ကလေးတွေကိုကျွန်တော်တို့လက်မခံဘူးစာဘူးကျွန်မနစ်နာတဲ့ကလေးဘက်ကပဲပါနိုင်မယ်မပါမပါနိုင်ဘူးပြောမှာအမေတာသမီးချင်းကိုကျင်းစာသူများကဘလို့ပြောလိုက်တာလို့လာမပြောနဲ့ပြောမှာအဲ့လိုမရိုင်းတာဟာနစ်နာတဲ့ကလေးဘက်ကပဲပါမှာနှစ်စနစ်ရှစ်သိန်းရဒီမှာပတ်လေခွင်းလေးရဒါလေးနော် ့၂၂ရှယ်ဟုတ်တယ်မလားပိဋိတကြီးဟုတ်လားပြောင်းပိဋိတကြီးနော်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိလူချင်းမြင်းများလည်းအမှန်တရားကိုဖော်ထုတ်ပေးပြီးတော့မှလုပ်ပေးပါပြင်းပြထန်ထန်ရေးယူပေးပါဒါမျိုးကိုတောင်းမှန်ချေအေးလိုက်တာနဲ့ခွင့်လွှတ်ပေးဖို့ကိုလာပြီးနားမချပါနဲ့နော်အဲ့တော့သူ့ရဲ့ဟိုထိရောက်တဲ့ဥပဒေနဲ့ကာကွယ်ပေးပါနော်ထိရောက်တဲ့ဥပဒေနဲ့ကာကွယ်ပေးပါတောင်းမှန်လိုက်လို့ကြင်အေးလိုက်ပါခလေးတွေအနာကလာမပြောနဲ့ ကျွန်မတို့ကလေးရဲ့ဒီနစ်နာသွားတဲ့ကလေးရဲ့စိတ်ဒဏ်ရာရောဘယ်လိုမျိုးဖြစ်မှာလဲကျူးလွန်ရတဲ့သူကတော့ဟုတ်တယ်လေပစိန်ကမေ့ပေမဲ့တစ်ပင်ကမမေ့ဘူးလေဟုတ်တယ်လားเนาะပစိန်ကမေ့ပေမဲ့တစ်ပင်ကမမေ့ဘူးလေဟုတ်တယ်မလားဆိုတဲ့ခါကျတော့ဟာလာပြီးတော့မှလေအင်းကြည်အေးလိုက်ပါကလေးတွေရဲ့အနာကက်ရှိသေးလို့အာထောင်နေတန်းနေကြသွားလို့ပြင်မှုပြင်ရာတွေဖြစ်သွားရင်ဟာဒီကလေးတွေဘယ်လိုဖြစ်သွားမလဲသူများသားသမီးကြတော့သူတို့ဘာဖြစ်လို့ဗီဒီယိုရိုက်ပြီးတင်လဲ ဟုတ်လားသူများသားသမီးကြတော့ဗီဒီယိုရိုက်ပြီးအနိုင်ကျင့်ပြီးတင်တယ်လေအဲ့ဒါကိုနစ်နာပြီးတော့မှလာပြီးတော့မှတကယ်တကယ်ဒီမှာဥပဒေကြောင်းရလဲအေးအေးယူမယ်လဲဆိုလဲဆိုတော့အဲကလေးတွေနောင်ရင်းရှိလို့ကလေးတွေအနာကက်ရှိလို့သားသမီးချင်းကိုချင်းစာပြီးတော့မှအဲရူဘီနဂတ်စိတ်နှစ်ပတ်ပတ်တာရှိလားတဲ့သားသမီးချင်းကိုချင်းစာပြီးတော့မှ ခွင့်လွတ်ပေးပါချိန်အေးပေးပါအဲ့ဒီအမေလုံးဝမချိန်အေးပေးနဲ့နော်လုံးဝမချိန်အေးပေးနဲ့ ကြည်ပေးစရာအကြောင်းရှိမိုင်းစေးလေးဘလောက်တန်လောက်လဲစိတ်နှစ်ပတ်ကလေး Ruby Nuggets ဒါလေးမိုင်း Ruby Nuggets စိတ်နှစ်ပတ်ကလေးဘလောက်တန်လောက်လဲအဲ့ကလေးဒီနာဂမ်လို့ကြည်ပေးလိုက်ပါဆိုအဲ့သူတို့ကလေးတွေကိုအဲ့လိုရရင်ရောသူတို့ကြည်ရင်နိုင်မလားနော်သူတို့ကလေးတွေကိုအဲ့လိုရရင်ရောကြည်ရင်နိုင်မလား ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လှုပ်ပေးလိုက်ရင်အဲ့ဒါကြောင့်မလို့နော်အဲ့ဈားတွေကနေလာပြီးညှိနှိုင်းတဲ့လာတွေလေလေအမလီကလေးတွေအနာကရှိလို့မလို့ချီအေးပေးလိုက်ပါချီအေးပေးလိုက်ပါဘလို့ပဲချမ်းသာဆိုသူတို့ကလေးတွေအလုံးလုံးရင်သူတို့လို့ချီအေးမှာလားကျမဆိုမချီအေးဘူးကျမတော့မချီအေးဘူးဘယ်တောင်ရုပ်ရောက်ရောက်ကျမသွားမှာဘလောက်ကုန်ကုန်ဘင်းနာဘင်းရင်ဆိုင်ရရင်ဆိုင်ရကျမမရအောင်ကျမသားသမီးသားဆိုရင် ဗရမျာစိန်နှစ်ဘက်ကဘလောက်ဘလောက်လဲရူဘီစိန်နှစ်ဘက်ကဘလောက်တန်လောက်လဲပြောပြီးနော်အဲ့ဒါကိုရီးယားဇလန်းနေကိုရီးယားဇလန်းနေရဲ့ចောင်းနေចမ်းဖတ်တွေတကုံရှိရယ်နော်ကိုရီးယားကားမာတွေကလေကိုရီးယားကားတွေမှာတကုံနေဒီဘက်ဆိုတော့